င်္ဂလာပါရှင်ဒီနေ့ရဲ့တောင်ကြီးတက်ဆောင်နိုင်ပွဲတော်ကတော့အောင်မြင်မြင်နဲ့ပဲပြီးဆုံးသွားခဲ့ပါပြီတောင်ကြီးတက်ဆောင်နိုင်ပွဲတော်ပေါ့နော်ရာသီဥတုအခြေအနေကြောင့်ရောအကြောင်းမျိုးမျိုးကြောင့်ရောပေါ့နော်နောက်ဆုတ်ခဲ့ပြီးတော့အမ်လာပြေကျော်နရက်နေ့အထိကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်ဒီနေ့မှာတော့တောင်ကြီးတက်ဆောင်နိုင်ပွဲတော်တွင်မှာပေါ့နော်လှုပ်ခဲ့မိဘုံပြန်တွင်လေးကအလားဆုံးမိဘုံပြန်တစ်ခုရယ်ပြီးတော့ ဟိုအရန်လာပဲမယ်ပေါ့နော်ဟိုပြီးလောက်ကျွမ်းသွားခဲ့ရတယ်နှမျောစရာကောင်းတဲ့ပြီးပုံပြန်လေးရဲ့အဲ့ဒါကိုအမတ်တရအနေနဲ့ပြည်သက်ကြီးကိုဖွင့်ပြပေးသွားမှာဖြစ်ပါတယ်ပြည်သက်ကြီးရောဒီနေ့တောင်ကြီးတဆောင်နိုင်ပွဲကိုရောက်ဖြစ်လာဒါမှမဟုတ်ရင်လည်း line ပေါ်ကနေပြီးတော့ပဲပေါ့နော်မိဘုံပြန်လွတ်တင်တာတွေကိုကြည့်ဖြစ်ကြလားဆိုတာ comment မှာဖြေချပေးသွားပါအောင်ရှင် ောင်းငါရဲ့သားတွေဗျာ ပဲဟိုမှာလောင်သွားတာပေါ့နော်အဓိကကတော့နေတယ်နည်းနည်းတိုက်နေတယ်ထင်တယ်လေကလည်းမငယ်ဘူးနောက်ပြီးတော့ ဟောဒီသူတို့ဘောနော်မီးစာညှိတဲ့နေရာမှာလည်းနည်းနည်းလိုအပ်သွားတယ်ချင်းနေအဲ့တော့မီးမီးဘုံကလည်းနည်းနည်းစောင်းသွားတဲ့အချိန်မှာဘေးကအဝဲဆာကိုသွားပြီးတော့အီးရဆဆွဲသွားပါဘောနော်အဲ့ရနေအပေါက်ဖြစ်သွားတော့ဘယ်လိုမှလုံးလို့မရတော့ဘူးနေမီးဘုံကြီးတစ်ခုလုံးလောင်သွားပါဘောနော်အရင်နှမျိုးစရာကောင်းပါတယ်ပြီးတော့ မျိုးလုံးပြန်ထွက်တယ်ဆိုတာလည်းဒီဟိုဘာလို့အားလုံးကတက်ညီတက်ညီရှိဖို့လဲလို့ရယ်အဲနောက်ကျတော့ဟိုသူတို့စူးစူးလုံးလုံးနဲ့ပေါ့နော်တကယ်ကိုတိချာလောက်ရတာပေါ့တယောက်ငွဲသွားတာနဲ့လေအမျိုးလုံးပြန်ကတက်သွားနိုင်တယ်ပေါ့နော်အဲ့တော့အားလုံးကတိတိချာချာလုပ်ဖို့လဲလို့အပ်တယ်အမျိုးပါတယ်နော်အကြီးပဲနော် ဒီမျိုးပြန်လွတ်တင်နေနေရမှာစကန်ရေရှိရပါ ်အဲဘနက်ပေးအကွာရောင်းမှပြီးကွာအစပြီးတော့ပောက်ရမယ်အဲပြီးတော့လို့ရှိရင်ဘလို့လှရမယ်ပြီးရင်အရာဆက်တွေပေါ့အဲ့ဒီဟာတွေပေါ်မှာဒိုင်မီယာအမှတ်ပေးတာပါအဲ့ဒီအတိုင်းကိုရှုပ်ပေးတာပါ

ဒီကောမရှိဘူးမိဘုံပြန် ပေါင်းကမမြင်ရတော့ဘူး။ဒီကိုအမပြင်းနေဆိုလို့ရှိရင်ကြိုက်နေဆိုလို့ရှိရင်